လေးခြင်းမြောက်ထားတတဟတွင်ဘောဓိပင်နဲ့ပလင်ထွန်းတော့အနောက်မြောက်ဝဲအလောက်ပွဲရာယရဏရိတ်ငိမ်ဆန်ရွှေအိမ်၌ခြင်းခြင်းဖန်ခါဗိဓမာကိုမဟာညာနာတာဂရဖြင့်ဗုဒ္ဓရှင်ပင်သုံးဆင်ခြင်းသည် ရောင်စင်၆ဖြာညီလို့ကိုလေးခြင်းမြောက်တာတတဟတွင်ဘောဓိပင်နဲ့ပလင်ထွန်းတော့အနောင်မြောက်ဝဲအလောက်ဘွယ်ရာရရဏာရိမ့်ရိမ့်ဆန်းရွှေအိမ်၌ခြင်းခြင်းဖန်ခါ ဗိဓမ္မာကိုမဟာညာနသာဂရဖြင့်ဗုဒ္ဓရှင်ပင်သုံးဆင်းခြင်းသည်ရောင်ရှင်၆ပြားညီလို့ကိုလေးစိမ်မြောက်ထတတ္တာဟတွင်ဘောဓိပင်နှင့် ပလင်ထွန်းတောက်အနောက်မြောက်ဝဲအလောက်ပွဲရာရရဏရိမ့်ငိမ့်စံရွှေအိမ်၌ကျင်းကျင်းဖန်ခါဗိဓမာကိုမဟာညာနသာဂရဖြင့်ဘုဒ္ဓရှင်ပင်သုံးဆင်းခြင်းသည်ရောင်ရှင်၆ပြာညီလို့ကို လေဒီဆရာတော်ဘုရားကြီးကစတုထ၄ခုမြောက်ဖြစ်တဲ့ရတနာကရတတ္တဟကိုအဲ့ဒီလိုလင်္ကာဒီကုံရေးတာပြီးတော့ပူဇော်တော်မူခဲ့ပါတယ်။ဦးဇင်းတော်မြတ်စွာဘုရားရှင်ကိုတော်မြတ်သည်ဘုရားဖြစ်တော်မူပြီးတော့ဗလင်တော်ဘောမှာခုနှစ်ရက်ဗလင်တော်ကိုကြည်လျက်ရတနာစင်္ကမရတအနိမိတာတတ္တဟမှာခုနှစ်ရက် ဗလင်တော်ရဲ့အရှိအမြောက်ရဲ့အနိမိတစေတီနဲ့အစားတမ်းမှာစဉ္ညာကြွတော်မူလျက်ခொနရဲ့အဲ့ဒီလောခொနခုသုံးကဆန်နေတော်မူပြီးတဲ့အခါဇရနာကရတတ္တဟလို့ခေါ်တဲ့ဘုရားအဖြစ်တော်ရောက်တော်မူရာမှာဗောဓိမန္တန်ဗောဓိပင်ကအနောက်မြောက်တော်ရဲ့မှာနတ်ပြမာရီဖန်ဆင်းပူဇော်ထားသောယရနာကရရွှေအိမ်မှာထဲဝဲဖွဲ့ခွေးစံနေတော်မူပြီးတဲ့နာ အဘိဓမ္မာတရားတော်များကိုဆင်ခြင်သုံးသက်စူးစမ်းဆင်ခြင်သုံးသက်အပြန်ပြန်လည်လည်အောင်မေတော်မူတယ်။အဲ့လိုသုတ်တံဝင်နေအဘိဓမ္မာလို့ခေါ်တဲ့သုံးရသောပိဋကတော်တွေတဲ့ကအဘိဓမ္မာပိဋကကိုသုံးသက်ဆင်ခြင်တော်မူနေတဲ့အခါအောက်ဖြစ်တဲ့ဓမ္မသင်္ကနေကျမ်းဝိပင်းကျမ်းဓာတုကထာကျမ်းပုဂ္ဂလပညာကျမ်းကထာဝတ္ထုကျမ်းယမိုက်ကျမ်းလို့ခေါ်တဲ့ အာဘိဓမ္မာ6ကျမ်းကိုတောင်းတဆင်ခြင်တဲ့အခါဘုရားရှင်ရဲ့ပြိနိုင်စွမ်းနဲ့ဉာဏ်တော်ကအမတကြောင်းပြီးတော့တရားကကျင်းနေနေနေတဲ့အတွက်ကြောင့်ဘုရားရှင်ရဲ့ရှင်ဉာဏ်တော်မကွန်မြူလောင်းအာရပါရဆင်ခြင်အောင်မြင်တောင်းတနိုင်ွက်မရတဲ့အတွက်ကြောင့်တောင်းကြီးတော်ထွန်မြူခြင်းမရှိဘူးတဲ့ဘာနဲ့ဥပမာတူတုံးဆိုလို့ချင်းယူဇနာတထောင်ရှိတဲ့ပြိမိ တိမိကလဝိလံငါးကြီးဟာအမတန်ကျင်းတဲ့အင်းအိုင်ချောင်းလေတဲ့ကိုခြားထားတဲ့အခါငါးကြီးကကြီးပြီးတော့အင်းအိုင်မြေချောင်းကသင်းနေတော့သူပြောလို့မြူးလို့ကူးလို့ခတ်လို့မရသလိုအရိယာနဲ့အပြိဓမ္မာအောက်၆ချောင်းကိုစဉ်စဉ်စဉ်းစားတုံးတက်တော်မူပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ဟာ အနန္တနယတမန္တပဋ္ဌာန်းကျမ်းကြီးကိုသုံးသပ်ဆင်ခြင်တဲ့အခါပဋ္ဌာန်းကျမ်းကြီးကလည်းနလက်နယ်ဝန့်ကျဲလက်ကျဲဝန့်ဉာဏ်တော်ကြီးကလည်းကြည်ကျဲပဋ္ဌာန်းကျမ်းဒေသနာတော်ကလည်းအမတန်မှကြည်ကျဲကျဲဝန့်နဲ့တဲ့အတွက်ကြောင့်အာရပါယဆင်ခြင်သုံးသပ်ပြီးတော့ပီတိတရားတွေတပွားပွားဖြစ်ပေါ်လာတဲ့အခါကြည်လင်းနေတဲ့အသွေးတော်အသားတော်အရေးတော်တွေကနေပြီးတော့ခန္ဓာကိုယ်တစ်ခုလုံး ရောင်ကြီးတော်တွေကိုမြူပြီးတော့အနန္တစัจ java လာကိုအနတ်ပြန့်နှံ့ပြီးတော့ကြွတော်မူတယ်။အဲ့ဒါကိုဦးဇင်းတော်မဟာဝိတ္တရာယုံဆရာတော်ဘုရားကြီးကရောင်ကြီးတော်သဗ္ဗနာရံဒီဝန္ဒနာသူရောင်ကြီးတော်ဘွင့်ဘုရားရှိခိုးကာထာတော်များကိုဤတာတည်ကုန်းတော်မူခဲ့ပါတယ်။ဦးဇင်းတော်ဒီနေရာမှာတော့အချင်းကုန်ခဲ့ပြီးတော့ကာထာတော်အကုန်လုံးကိုရုပ်ပတ် ပူဇော်ပေးဖို့မဖြစ်နိုင်တာဖြစ်တဲ့အတွက်အနတ်တွေကိုချမ်းပြီးတော့ပါဠိတော်မြတ်ကိုဥစဉ်ရွတ်ဆိုပူဇော်ပါမယ်တတတတဟမစ္ဆံမီနာထောယောတတဓမ္မတိပတ္တဝသမန္တပဋ္ဌာနံဩကာသံလဘတိဒရာယောဇနာနံတတယမောပင်္စတိမိရပင်္ဂလော ဒီလောကတံသမုတ်ေဝကံဗီရေလဘတေယထာသမ္မတန္တတတံဓမ္မံတတသတုတရီရတောတံတံတောတိသဗ္ဗနာလောဟိတာတိပတိဒနာ နီလာယောနီလထာနေပိတော်ဓာတာသလောဟိတာဓမ္မာဓမ္မာတုမင်းစေထာနိုင်ခမိန်တုပပတ္တရာဧဝသဗ္ဗနာရံတိယောဧတာယောဇဝါတရာ သဗ္ဗတိတာဝိဒါဝန္တိပဗ္ဗနတ္တန္တိတိဋ္ဌိကာဣတိသဗ္ဗနာရံသိတာအင်္ဂိရတောတိနာမသောလောကေပတ္ထတ္တကုဏန္တံဝန္တိဗုဒ္ဓံနမတိယံဆိုပြီးတော့ဘာဝိတ္တရာယုံဆရာတော်ဘုရားကြီးက အဲ့ဒီလိုမြတ်စွာဘုရားရှင်ရဲ့ရောင်ကြီးတော်6ပါးကိုအာယံပြုတော်သဗ္ဗနာရံဒီဝန္နနာကာထာတော်မြတ်ကိုရည်သားပူဇော်တော်မူခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကိုတော်မြတ်အဲ့ဒီလိုရတနာကရရွှေမှာအဘိဓမ္မာတရားတော်တွေကိုစင်ကျင်သုံးသပ်စင်ကျင်ပြီးတော့ကဆုံးနှယုံလာဇန်9ရက်နေ့ကနေပြီးနှယုံလာဇန်73ရက်နေ့တို့တိုင်အောင်မဟာဖျားဖြစ်တော်မူရာမဟာတက္ကရတရားသုံးခုနဲ့ နယုံလာဇန်9ရက်နေ့ကနေနယုံလာဇန်73ရက်နေ့တိုင်အောင်9ရက်ဘလောက်စံနေတော်မူခဲ့ပါတယ်